မန္တလေးတိုင်းမိုးကုံမြို့မှာနိုဝင်ဘာ6ရက်ညပိုင်းကတမျိုးလုံးတန်မုံတွေစုညံနေခဲ့ပါတယ်။ဒါဟာမိုးကုံမြို့ကိုအနာသိန်းစစ်တပ်ပြန်လည်အုပ်ချုပ်မှာကိုမလိုလားတဲ့ မိုးကုံမြုပ်ကန်တွေရဲ့ဆရာနာရှင်လိုမရှိတန်မုံတီဆန္ဒထုတ်ဖော်သံတွေဖြစ်ပါတယ်။2023ခုနှစ်အောက်တိုဘာလကစတင်ခဲ့တဲ့2029စစ်စင်ရေးမှာတန်မျိုးသားလူမျိုးရေးတပ် TNL နဲ့မဟာမိတ်အင်အားစုတွေဟာစစ်ကောင်စီကိုတိုက်ထုတ်ပြီးမိုးကုံမြုပ်ကိုသိမ်းပိုက်ခဲ့ကြတာဖြစ်ပါတယ်။မိုးကုံမြုပ်ကိုလက်လွတ်ခဲ့ရတဲ့စစ်ကောင်မရှင်ဟာမိုးကုံမြုပ်ကရက်သားပြည်သူတွေနေမော်ကိုလင်းရင်နဲ့ဘုံတွေအကြိမ်ကြိမ်ကျဆတိုက်ခိုက်ခဲ့လို့မျိုးကန်တွေသေဆုံးဒဏ်ရာရမှုအများများဖြစ်ပေါ်ခဲ့ပါတယ်။ ။တရုတ်နိုင်ငံရဲ့ဖိအားပေးမှုကြောင့် TNL ဟာမိုးကုတ်မြို့ကိုစစ်ကောင်စီစီပြန်လည်လွှဲပြောင်းပေးဖို့သဘောတူညီထားပြီးယောဂနေစုတ်ခွာဖို့လည်းပြင်ဆင်နေပါတယ်။ဒါ့ပြင်မဲ့မန္တလေး PDF အပအဝင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတော့ယောဂကိုစစ်ကောင်စီလက်ထဲပေးရမှာမဟုတ်ဘဲကိုကံကာကွယ်သွားမယ်လို့ပြောဆိုထားပါတယ်။အာနာသိန်းဂျမ်ဖက်စစ်တပ်ကိုလူမရှိတဲ့မျိုးကံတွေကလည်းအမျိုးလုံးတန်မုံတီဗီဆရာနာရှင်လိုမရှိကြောင်းဆန္ဒထုတ်ပေါ်ခဲ့ကြတာလည်းဖြစ်ပါတယ်